ရောင်စုံကဘာလဲသူဝင်ရောက်လူလာခဲ့ပါမျက်စိအမြင်နဲ့စိတ်ဝိညာဉ်ကိုဖန်ဆားနိုင်မဲ့ခံစားမှုခေးချင်တစ်ခုခုကျွန်တော်တို့အတူတူထွက်ခွာကြရအောင်ဒီဗီဂျာကိုမြင်လိုက်ရတဲ့အခါကျွန်တော်တို့ရဲ့အာယုံတွေထဲမှာပေါ်လာတာကတော့အယောင်တွေရဲ့လွတ်လပ်ပေါ်ပါစွာကခုန်နေတဲ့မြင်ကွင်းပါပဲဒီလိုစမ်းကြဲလှပတဲ့ပုံရိပ်တွေကိုဖန်တီးဖို့ဘလူး နီးစနစ်တွေကိုအသုံးပြုထားသလဲဆိုတော့ကိုအတူတူခံစားကြည့်ကြရအောင်ပါ။ ဒီပီဂျီကဟာ fluid art ဒါမှမဟုတ် acrylic pouring ကိုခေါ်တဲ့ရေပျော်စီစမှုပကြီးမျိုးစားကိုအခြေခံပြီးဖန်တီးထားတာကိုတွေ့ရမှာပါ acrylic series ကိုတင့်တော်တဲ့အနေအထားတစ်ခုရအောင်ဖြောဆက်ပြီး canvas cover ကိုလောင်းချလိုက်တဲ့အခါသူ့လိုလိုလှပတဲ့ပုံစံတွေ၊ကွေးကောက်စီစဉ်နေတဲ့ line တွေဖြစ်ပေါ်လာတာကိုတွေ့မြင်ရပါလိမ့်မယ်။ဖန်တီးသူဟာ အယောင်တွေရဲ့သဘောတဘာဝနဲ့စီစဉ်နိုင်စွမ်းကို နားလည်ပြီးကျွမ်းကျင်စွာ အသုံးချထားတာကိုမြင်ရပါလိမ့်မယ်။ရွှေရောင်၊ငွေရောင်တွေလို Metallic Gallery ကိုပေါင်းစပ်အသုံးပြုထားတဲ့အတွက် ပကြီးကားရဲ့မျက်နှာပြင်မှာ တလက်လက်တောက်ပပြီးနှဆိုင်တဲ့အသွင်မြင်ကိုပေးစွမ်းနေပါလိမ့်။ပုံဒီကားချက်ရေးဆွဲမှုတွေတိကျတဲ့ brush stroke တွေမဟုတ်ဘဲ အယောင်တွင်ရဲ့လွတ်လပ်စွာစီစဉ်မှုကနေအလှတရားတွေကို ဖော်ပြထားတာဟာ DVG ကရဲ့ထူးခြားတဲ့ဆွဲဆောင်မှုပါပဲ။ပကြကတ်ချက်ကိုကြည့်တဲ့အခါအယောင်တွေကကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုလှုံ့ဆော်ပေးနိုင်တဲ့အစွမ်းတတ္တိရှိပါလေ။ DVG ကတွေကအယောင်တွေနဲ့ပုံစံတွေကရောဘလူးစိတ်အာရုံတွေကိုဖန်တီးပေးနေပါဗလား။ ပကြီကားရဲ့မျက်နှာပြင်မှာအနီရောင်ရဲ့ဆူရှာတဲ့အမံအစိမ်းရောင်ရဲ့သဘာဝဆံပီးငြိမ်းချမ်းတဲ့ခံစားမှုအပြာရောင်ရဲ့အေဂျင့်တည်နေမှုအဝါရောင်ရဲ့လန်းဆန်းတက်ကြွမှုအနဲ့ရောင်ရဲ့နှဆိုင်နဲ့လျှို့ဝှက်စမ်းကြံမှုတွေဟာအဖြူရောင်ရဲ့ဖြူစင်မှုအခြေခံတွေပေါ်မှာစုံစည်းပြီးကခုန်နေတာကိုမြင်ကြရမှာပါဒီအရောင်တွေဟာတစ်ခုနဲ့တစ်ခု ဆန့်ကျင်မဲ့ဖြစ်နေသလိုတစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးလဲပြည့်စုံစေပါလေအနီရောင်ရဲ့ပူလောင်မှုနဲ့အပြာရောင်ရဲ့အေးမြမှုအနဲ့ရောင်ရဲ့မှောင်မိုင်းမှုနဲ့အဖြူရောင်ရဲ့တောက်ပမှုတွေဟာအမှုပညာမြောက်တဲ့သာဟာဇာတာဖြစ်မှုကို ဖန်ပြီးပေးနေပါလေပုံစံတွေကိုကြည့်လိုက်တဲ့အခါတနည်းအားမှာတော့မြစ်ချောင်းလာကွေးကောက်စီစင်နေတာကိုတွေ့ရပြီးနောက်တနည်းအားမှာတော့ပွင့်ဖက်လေးတွေလွင်မြောနေတယ်လို့ရေအောက်ကဘာတွေက တဏှာကြောက်တန်းတွေလိုပုံစံမျိုးနဲ့လည်းမြင်တွေ့ရပါလေဒီပုံစံတွေဟာကြည့်ရှုသူရဲ့စိတ်အာရုံကိုနှိုးဆွပေးပြီးကိုယ်ပိုင် အနက်အဓိပ္ပာယ်တွေနဲ့ချင်းကပ်ကြည့်ရှုဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲပကြီကားကို ရေးဆွဲဖန်နေသူရဲ့စိတ်ဝိညာဉ်အတွေးမြင်နေတဲ့ခံစားမှုတွေလည်းဒီပကြီကားမှာထည့်သွင်းပါဝင်နေပါလေဆိုတော့ ပကြီကားကိုဖန်နီးတဲ့ပကြီဆရာရဲ့စိတ်အခြေအနေနဲ့ဖန်နီးမှုရည်ရချက်ကို ကျွန်တော်တို့ချင်းကပ်ခန်းစားကြည့်ကြရအောင်ပါဒီလိုပကြီကားမျိုးကိုဖန်နီးတဲ့ဖန်နီးသူတို့ရဲ့စိတ်ထဲမှာလွတ်လပ်ခြင်းစမ်းသပ်လူစိတ်နဲ့ရည်ရင်ခြင်းတွေအပြည့်အဝရှိနေမယ်လို့ကျွန်တော်ခန်းစားမိပါတယ် အယောင်တွေရဲ့အစွမ်းသက်တီကိုယုံကြည်ပြီးထိမ့်ချုံမှုထက်လွတ်လပ်စွာစီးဆင်းဝင်ပေးခြင်းကနေပေါ်ထွက်လာတဲ့အလှတရားတွေကိုမျက်နှူးသူတူဖြစ်ပါလိမ့်မယ်။ဘုံဒီကားချက်ရေးဆွဲမှုတွေရဲ့ကန့်သက်ချက်ကနေယုံထွက်ပြီးမထင်မဖဲပေါ်ပေါက်လာတဲ့ပုံစံတွေရောင်စုံပေါင်းစပ်မှုတွေကနေဖန်နှီးမှုရဲ့စိတ်လှုပ်ရှားပွေရာအနှစ်သာရကိုသူခံစားနေပါလိမ့်မယ်။ဒီကြီးကားထဲမှာဖန်နှီးသူရဲ့ ကစားလိုစိတ်အယောင်တွေနဲ့ပျော်မွေ့လိုစိတ်တွေထင်ဟပ်နေပါလေခါတရံမှာဝါရှူရာကလည်းဒီလိုပါပဲကြိုတင်စီစဉ်ထားလို့မရတဲ့အလှတရားတွေနဲ့ပြည့်နှက်နေရပါလေပကြည်ချာဟာအဲ့ဒီလိုဘဝရဲ့ရုပ်တရက်လှပမှုတွေကို canvas ပေါ်မှာမှတ်တမ်းတင်ထားသလိုပါပဲသူ့ရဲ့စိတ်ကူးခံစားချက်တွေဟာအယောင်တွေနဲ့အတူစီးမြောက်ပြီးဒီပကြည်ကားကို

ခံစားမှုမျိုးမျိုးအဖြစ်ပြက်မျိုးမျိုးရှိကြပါတယ်။တစ်ခါတည်းမှာစန့်ကျင်ဘက်တွေလိုထင်ရတဲ့အရာတွေဟာတကယ်တမ်းကျတော့တစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးပုံမူပြီးပြည့်စုံတဲ့ပူပီးလှပတဲ့ရလတ်တွေကို ဖန်နီးနိုင်နေဆိုတဲ့အတွေးမြင်မျိုးကိုဒီပကြီးကားကနေရရှိနိုင်ပါလေ။ဒီပကြီးကားဟာကျွန်တော်တို့ကိုအလှတရားဆိုတာဈေးမြင့်စည်းကမ်းတွေရဲ့အပြင်ဘက်မှာလဲတည်ရှိနေနိုင်တယ်ဆိုတဲ့အသည့်ကို ပေးနေတယ်လို့ပါပဲ။ တိကျတဲ့ပုံစံမရှိပေမဲ့လွတ်လပ်စွာစီးစစ်နေတဲ့အလှတရားတွေဟာကြီးစုသူတိုင်းရဲ့စိတ်နှလုံးကိုငြိမ်းချမ်းစေပြီးစိတ်ကူးသည်အတွေးသည့်တွေပေါ်ထွက်လာဖို့လှုံ့ဆော်ပေးနိုင်စွာရှိပါလေမိမိစိတ်ချအနေအထိပ်ပဲဖွင့်ဆိုခွင့်ရှိတဲ့ဒီလိုပကြီကားမျိုးဟာကြည့်ရှုသူနဲ့ပကြီကားကြမှာဂိုးပိုင်းဆက်နွယ်မှုကိုဖန်တီးပေးပြီးပကြီအမှုပညာရဲ့အရသာတစ်ခုကိုလည်းထင်ဟပ်စေပါလေ။ အယောင်တွေရဲ့စွမ်းအားဘုံသဏ္ဍာန်တွေရဲ့ဆွဲဆောင်မှုနဲ့ပကြီးဆရာရဲ့လွတ်လပ်တဲ့ဖန်တီးမှုအာယုံတွေပေါင်းစပ်ထားတဲ့ DPG ကဟာကျွန်တော်တို့ရဲ့အာယုံကိုဖန်ဆာပြီးစိတ်နှလုံးထဲမှာလှပတဲ့ခံစားမှုတွေကိုကြာရှည်စွာခြံထားနိုင်ခဲ့တဲ့ခံစားမှုအာယုံတို့စီးမျောရာ ပကြီးကတစ်ချက်အဖြစ်အတိမတ်ပြုရမှာပါဒီဂျီကာကိုရေးဆွဲထားသူကတော့ ရှာကြည့်ဥက္ကမောင်ဆိုင်ရဲ့သားဖြစ်သူနေလေးမြတ်ပဲဖြစ်ပါလေ။ဒီပကြီးပကြီးကနဲ့ပကြီးကကိုဖန်တီးသူရဲ့စိတ်အာရုံကိုဝင်ရောက်ခံစားပြီးပြောပြပေးတာကိုနားထောင်ကြည့်ရှုပေးကြတဲ့ပကြီးချစ်သူများအားလုံးကိုဂျေဇူးတည်ရှိပါရခင်ဗျာ။နောက်တစ်ပတ်မြန်မာလေသူဖန်တီးထားတဲ့ fluid art ဒါမှမဟုတ် acrylic pouring လို့ခေါ်တဲ့ပကြီကားတချို့ကိုလည်းထပ်မံခန်းစားတင်ပြပေးပါအောင်မယ်။ဒါကြောင့်ကျွန်တော်ရဲ့ artist artistry channel လေးကိုရှောက်မြော်ကြည့်ရှုဖို့မမေ့ကြပါနဲ့ဦးခင်ဗျာ။အားလုံးကျမ်းမာချမ်းသာကြပါစေ။